ရောမမျိုးရဲ့အထင်ကြီးဂူဘိမှန်ခန့်တက်ကြီးအီတလီနိုင်ငံရဲ့ရောမမျိုးရဲ့အလဲပိုင်းမှာထင်ရှားတဲ့အဆောင်အုံကြီးတစ်ခုရှိနေပါလိမ့်။ဒိုင်မာမြေကမ်းပေါင်းမှာခံညားစွာတည်ရှိနေတဲ့ဒီအဆောင်အုံရဲ့နာမည်က Castel Saint Angelo ပါပဲ။ဒီအဆောင်အုံဟာမူလကခံတက်ဖြစ်ခဲ့ပြီးဒီကနေ့ Agris Hadrian ရဲ့ဂူဘိမှန်အဲဒီကနေ့ပုံဟန်မင်းကြီးတွေရဲ့ခိုးလုံရခံတက်အချင်းထောင်နဲ့ပြားလိုက်တဲ့အဖြစ်သမိုင်းတစ်လျှောက်မှာအသွေးမျိုးမျိုးပြောင်းလဲခဲ့ပါလိမ့်။ Prince 123မှာ Agris Hadrian ကသူ့မိသားစုအတွက်ဂူဘိမှန်အဖြစ်တည်ဆောက်ခဲ့တာပါ။ ရှင်ဟောင်းယောမရဲ့ခမ်းနားမှုကိုစိတ်ကူးကြည့်ပြီးဒီအဆောင်ကနေစတင်လိုက်ကြရအောင်။ရာဇုနစ်တီဂျာလာရာနဲ့အမျှကက်စတယ်စိတ်အင်္ဂလိုဟာဂူဘိမန်ကနေခံတဲ့အိုယန်မင်းရဲ့နေအိမ်ပြီးတော့ကျင်းထောင်ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ခေတ်တစ်ခုချင်းစီကသူ့ရဲ့တမိုင်းမှာအမှတ်တစ်ခုစီထားရခဲ့ပါတယ်။ကက်စတယ်စိတ်အင်္ဂလိုရဲ့ပြီးသူကဟာရှင်ဟောင်းယောမအင်ဂျင်နီယာပညာရဲ့နဲ့ခေတ်လေကာလခန္ဓာတီစောင်းမှုတွေနဲ့ပေါင်းစပ်မှုပါ။ပါစတိုဒီဘူကိုလမ်းကြောင်းဟာအန်ရီရဲ့ကြားရောက်ချိန်မှာပိုယဟမ်မင်းကြီးအတွက်လုံခြုံတဲ့လမ်းကြောင်းတစ်ခုဖြစ်ခဲ့ပါလေ 1929ခုနှစ်ယောမမြို့တော်ကိုဝင်ရောက်တိုက်ခိုက်မှုအတွင်းမှာပေါ်ယဟန်မင်းဇယ်လီမန်ဇေရန်ဟာဒီနေရာမှာခုန်လုံခဲ့ပါလိမ့်။ဒီခံတပ်မှာဗာဟန်ဒိုဆယ်လီနီနဲ့ဂျီယိုဒါနိုဘရူနိုတို့လိုကြော်ကြားတဲ့ဂျင်းသားတွေလည်းရှိခဲ့ပါလိမ့်။ယက်စတန်ဆိုင်ယန်ဂျလိုဟာနုပညာရှင်တွေနဲ့စာရေးဆရာတွေကိုဆေးစော်ပေးပါလိမ့်။ဥစီနီရဲ့တိုဆာကာအော်ပရာမှာဇက်ကောင်ဟာဒီခန္ဓာရဲ့နေရန်ကနေခုံချသွားတဲ့ခံကိုမှတ်တမ်းနေထားပါလိမ့်။ဒီနေ့မှာကက်စတယ်ဆိုင်ရန်ဂျလိုဟာပြရိုက်တစ်ခုအဖြစ်ရှိနေပြီးအဲဒယ်ရီကိုသူ့ရဲ့သမိုင်းကြောင်းကိုလေ့လာဝင်ပေးထားပါလိမ့်။ ။ဘော်ယမ်းမင်းရဲ့ဇိန်ခန်နေထိုင်မှုကနေအကျဉ်ထောင်ရဲ့ကျန်းတဲ့နေဘဝအထီးပြပွဲတွေကဇလန်းမျိုးမျိုးကိုပြောပြနေတာပါ။ဂက်စတန်ဆိုင်ရန်ဂျလူရဲ့အပေါ်ဆုံးကနေယောမမျိုးရဲ့အလားတရားကိုမြင်တွေ့နိုင်ပါလိမ့်။ဒီမြင်ကွင်းဟာတမိုင်းတစ်လျှောက်ခန်တဲ့ရဲ့ဗျူဟာမြောက်အေးပါမှုကိုသတိပေးနေပါလိမ့်။ဂက်စတန်ဆိုင်ရန်ဂျလူဟာအထိမ်းမှတ်တစ်ခုထက်လည်းပိုပါလိမ့်။ဒါဟာယောမရဲ့ရေရှည်တည်တံ့နေမယ့်အမွေအနှစ်ကိုသက်သေပြနေတဲ့အရာတစ်ခုပါ။ကျောက်တိုင်းကဇလန်းတပုတ်ကိုပြောပြနေပြီးဇလန်းကျောင်းတိုင်းကအတည့်ရဲ့လှုပ်ဝှက်ချက်တွေကိုဖွင့်ဟနေပါတယ်။ဒီနေ့ဗီဒီယိုလေးကိုတော့ဒီနေရာမှာပဲဆုံးသတ်လိုက်ပါတယ်။ ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးလို့အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။